လေးမွေးတဲ့မိခင်ကယုံညံ့တယ်။မိမယုတ်လို့ပြောပါတယ်။ယောက်ျားလေးမွေးတဲ့မိခင်ကမိမမျက်လို့ပြောပါတယ်ဖေ။အဲ့ဒါအမှန်လားလို့ရှင်းပြပေးပါဖေတဲ့။ယောက်ျားလေးမွေးတဲ့မိခင်ကမြင့်မြတ်ပြီးတော့မိန်းကလေးမွေးတဲ့မိခင်ကယုံညံ့တယ်။ယောက်ျားလေးကမြင့်မြတ်တယ်။မိန်းကလေးကယုံညံ့တယ်ဆိုတဲ့အယူအဆတွေဟာဖေဟောမဟုတ်ပါဘူး။နော်။လူတွေရဲ့အယူအဆတွေသာဖြစ်ပါတယ်။မြတ်စွာဘုရားက လူတယောက်ကိုမြင့်မြတ်ခြင်းယုံညံ့ခြင်းတိုင်းတဲ့နေရာမှာကိုကျင်တရားနဲ့ပဲတိုင်းပါတယ်အဲ့ဒီအချက်တွေနဲ့မတိုင်းပါဘူးเนาะကိုကျင်တရားကောင်းမယ်ဆိုရင်ယောက်ျားလေးမွေးတဲ့မိခင်ပဲဖြစ်စေမိန်းကလေးမွေးတဲ့မိခင်ပဲဖြစ်စေယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်သူဟာလူတော်လူမြတ်ပဲဖြစ်တယ်ကိုကျင်တရားမကောင်းဘူးဆိုရင်တော့ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ယုံညံ့တဲ့လူပဲဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒီလိုခွဲခြားပြီးတိုင်းပါတယ်เนาะဒီနေရာမှာတဆက်တည်းပြောစရာရှိတာက တချို့ယောက်ျားတွေအနေနဲ့မိမတွေကိုအထင်မသေးအပ်ဘူးเนาะမိမတွေဟာယောက်ျားတွေနဲ့ရှင်တဲ့နေရာမှာခွန်အားဗလာတာတေးငယ်ပေမဲ့တချို့နေရာတွေမှာကြတော့ယောက်ျားတွေထက်ဉာဏ်ပညာသာသာရှိတယ်တချို့ယောက်ျားတွေရှင်းလို့မရတဲ့ပြဿနာတွေကိုမိမတွေဝန်ရှင်းတာမျက်မြင်ပဲလीနော်ဒါကြောင့်မဂ္ဂဒေဝလင်္ကာမှာမန္လေးဆရာတော်ကြီးကကိစ္စတတိအရေးကြီး၍မပြီးနိုင်ကကြံမရတော့မိမတို့သာတိုင်တင်ရာဟု ပညာရှိများအစဉ်ကြားလျက်ထင်ရှားမိမှာဥဒန်းလာ၏လို့ရေးသားဆက်ဆိုခဲ့တာဖြစ်တယ်။ဒါကြောင့်မိမတွေကိုအတင်မသေးနဲ့နော်။အရှင်ဖယားလိုချင်တတ်မှတ်ဆွဲလန်းတာတဏှာလို့သိထားပါတယ်ဖယား။နိဗ္ဗာန်လိုချင်တာလဲတဏှာဖြစ်နိုင်ပါသလားတဲ့။နိဗ္ဗာန်ဆိုတာကနိဝါဏဆိုတဲ့ပုဒ်ကလာတာပါ။နိနဲ့ဝါဏနှစ်ပုဒ်ပေါင်းထားပါတယ်။ နိဝါณဆိုတာကတဏှာမှလွတ်မြောက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်နိဗ္ဗာန်ကို လိုချင်တယ်ဆိုတာဟာတဏှာမှလွတ်မြောက်ခြင်းတာပါနိဗ္ဗာန်ကိုလိုချင်တာသည်တဏှာမဟုတ်ပါဘူးနိဗ္ဗာန်ချမ်းသာကိုခံစားသွားကြတဲ့အရိယသူတော်ကောင်းတွေဟာတဏှာမှလွတ်မြောက်သွားကြတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်တဏှာရှိတဲ့ပုဂ္ဂိုလ်တွေဒီလည်းပဲနိဗ္ဗာန်ချမ်းသာကို ခံစားလို့မရပါဘူးအဘိဓမ္မာခုနှစ်ကျမ်းကဘာတွေလဲအကျဉ်းချုပ်ရှင်းပြပေးပါဖေဟာတဲ့မြတ်စွာဘုရားသည်တတ္တမမြောက်ဝါကို တာဝတိန်သာနတ်ပြည်မှာဝါကတ်တော်မူ၍မေတော်မိနတ်သားကို အမှုထားပြီးအဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပါれအဘိဓမ္မာခုနှစ်ကျမ်းကဘာတွေလဲဆိုရင်၁ဓမ္မသင်္ကနီကျမ်း၂ဝိပင်ကျမ်း၃ ဓာတုကထာကျမ်း၄ပုဂ္ဂလပြညက်ကျမ်း၅ကထာဝိထုကျမ်း၆ညမိုက်ကျမ်း၇ပဋ္ဌာန်းကျမ်းတို့ဖြစ်ပါတယ်။ဒါဟာအဘိဓမ္မာ၇ကျမ်းပဲဖြစ်ပါတယ်။အရှင်ဖေယကိုယ်ကိုရန်လိုနေသူကိုမေတ္တာပို့ပေးရတယ်လို့ကြားဘူးပါတယ်။အဲ့လိုမေတ္တာပို့ပေးရင်တစ်ဖက်လူမှာဘာဖြစ်နိုင်လဲ။မိမိမှာကောဘာအကျိုးရှိနိုင်လဲဖရာတဲ့ အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လေးရဲ့လူနဲ့စောင်းလက်နံများမိအစိတ်ဓာတို့ရှောင်ရှားကိုမှလင်းစွာစိတ်ပြီးရှင်ကြည်မျက်နာတေခါမတွေ့ဓာလီပြမှာဆက်တဖြာဒီဆိုတဲ့မေတ္တာအကျိုးဆက်တမျိုးကိုမေတ္တာပို့သူကခံစားရမှာဖြစ်ပါတယ်မေတ္တာပို့တဲ့အခါမှာမေတ္တာပို့မဲ့သူဟာမေတ္တာမပို့ခင်ချီးဥစွာ ဥပဘာက15ပါရှိဖို့လိုတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်။ဒီနေရာမှာအချိန်မလောက်တဲ့အတွက်ဥပဘာက15ပါးကိုမပြောတော့ပါဘူး။မေတ္တာပို့မဲ့သူဟာ ရှင်းဦးစွာဥပဘာက15ပါးရှိပြီးပြီဆိုရင်မေတ္တာပို့တဲ့အခါမှာအစ်မိမိကိုယ်ကို အရင်ဆုံးမေတ္တာပို့ရပါတယ်။ဘာကြောင့်မိမိကိုယ်ကိုအရင်ဆုံးမေတ္တာပို့ရတာလဲဆိုရင်မိမိနဲ့တန်းတူ တတဝါတွေအပေါ်ကို ကိုချင်းစာစိတ်ရှိအောင်မိမိကိုအရင်မေတ္တာပို့ရခြင်းဖြစ်ပါတယ်။နှစ်ပြီးတဲ့အခါမှာချစ်လဲမချစ်မမုန်းလဲမမုန်းတဲ့သူတွေကိုမေတ္တာပို့ရမှာဖြစ်ပါတယ်။သုံးပြီးတဲ့အခါမှာမိမိချစ်ခင်နှစ်သက်တဲ့သူကိုမေတ္တာပို့ရမှာဖြစ်ပါတယ်။လေးပြီးတဲ့အခါမှာမိမိအပေါ်ကိုရံလိုနေတဲ့သူကိုမေတ္တာပို့ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုနီးနဲ့မေတ္တာပို့မယ်ဆိုရင်မိမိမေတ္တာပို့လို့ကောင်းကျိုးချမ်းသာရတယ်လို့မိမိကို မလိုမုန်းထားပြီးဂျန်လိုနေတဲ့သူတွေလည်းပဲမေတ္တာရဲ့ကောင်းကျိုးချမ်းသာကိုရရှိခံစားရမှာ ဖြစ်ပါတယ်။ဦးသိန်းဖရာသာသမီတွေကမိဘကိုခိုင်းကောင်းပါသလား။ဥပမာအမေရေသားကိုအချိုရေသွားဝယ်ပေးပါလား။ဝီစီနဲ့ဖြေးပေးပါအောင်ဖရာတဲ့။ ုဒ္ဒနိပတ်ပါဠိတော်ဝတ္တလတုတ်မှာမိဘကိုလုံမကျွေးတဲ့သာသမီဟာသူယုံမှာဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်မိဘကိုခိုင်းကောင်းဖို့နေနေတာတာလုံမကျွေးရင်သူယုံမှာဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားထားတဲ့အတွက်မိဘကိုလုံလဲလုံမကျွေးဘူးခိုင်းလဲခိုင်းတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာ နောက်ဘဝမှာသူယုံမှလည်းဖြစ်သည့်အပြင်ကြော်ပါဖြစ်အောင်မှာပါเนาะဒါကြောင့်ပြောကျင်တာကမိဘတွေဆိုတာဟာမိမိအကျိုးကိုခံရမဲ့သူတွေမဟုတ်ပါဘူးမိမိလုံကျွေးရမဲ့သူတွေသာဖြစ်ပါတယ်အရှင်ဖေယဘောင်နှမဝမ်းကွဲခြင်းယူရင်ဘယ်လို အပြည့်ဖြစ်လဲဖေယဗီဒီယိုလေးနဲ့ဖြည့်ပေးပါတဲ့ဦးဇင်းတို့ အင်္ဂုတ္တရနိကေမှာ ပါလောကတုတ်ဆိုတာရှိတယ်နော်အဲ့ဒီပါလောကတုတ်ထဲမှာယူရေဟာမလျော်မကန်သောတဏှာယာကစိတ်တွေနဲ့သွေးသားတော်ဆက်တဲ့သူအချင်းချင်း ပြန်ယူကြမယ်ဆိုရင်ဇာတိဥဒုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီး လောကကြီးပျက်စီးနိုင်တယ်လို့ဖះရှင်ဟောကြားတော်မူထားပါတယ်ဒါတွေဟာ သွေးသားတော်ဆက်တဲ့မောင်နှမအချင်းချင်းပြန်ယူခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အဖြစ်တွေပဲဖြစ်ပါတယ်။ဒီနေရာမှာဤအကြောင်းအရာကိုနားထောင်ရတဲ့လူအချို့ကဖះအလောင်းလေးပဲမောင်နှမချင်းပြန်ယူထားတာပဲဆိုပြီးစောရကတက်လာနိုင်စရာအကြောင်းရှိပါတယ်။ဖះအလောင်းမောင်နှမချင်းယူရတဲ့အကြောင်းရင်းကတဏှာရာဂကြောင့်ယူတာမဟုတ်ပါဘူး။အောက်ကကမင်းလက်ထက်မှစ၍ ပါကီဝင်မင်းတွေဟာအခြားသူရောတာကိုအလိုမရှိတဲ့အတွက်စီလိုမှုရှိအောင်ဆိုပြီးတွေးသားတော်ဆက်တဲ့မောင်နှမအချင်းချင်းပြန်ယူလာတာကြောင့်ရှေးထုံတန်းစင်လာကိုထိမ့်သိမ်းဆောင်လျှောက်တဲ့အနေဖြင့်မလွဲမရှောင်သာ၍ဖယားအလောင်းလေးပဲမောင်နှမချင်းပြန်ယူရခြင်းဖြစ်ပါတယ်။ဒါကစောရကတက်လာမှာဆိုလို့ကြိုပြောထားတဲ့ဇာတ်ကားဖြစ်ပါတယ်။